Hello အားလုံးမင်္ဂလာပါရှင် Fuyoga Studio ရဲ့ channel လေးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်မဒီနေ့မျှဝေမယ့်အကြောင်းအရာလေးကတော့ အဲလက်ပြင်ခုံးတဲ့သူတွေပေါ့နော်လက်ပြင်ခုံးတဲ့သူတွေကထိုင်လို့ရှိရင်လည်းကျမတို့ဒီဒီပေါ့နော်ရှိုဒါလေးဒါပခုံးလေးဒီလိုမျိုးလေးခုံးခုံးလေးဒီပုံစံမျိုးလေးနေနေတက်ကြတယ်မတက်ရက်ပြီးလမ်းလျှောက်တဲ့ချိန်မှာလည်းအဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီခါကျတော့သူဒီဘာဖြစ်လဲဆိုလို့ရှိရင်ကိုကိုယုံကြည်မှုလည်းနည်းနည်းနည်းစီတာပေါ့နော်ကိုဒီ posture ဒီ correction မဖြစ်နေဘူး correction မဖြစ်နေဘူးဆိုတာကမမှန်ဘူးဆိုတာလို့ပြောရမှာမဟုတ်ဘူးသူဒီ lifestyle ကြောင့်လည်းဖြစ်နိုင်တယ်ခန္ဓာကိုယ်အနေထားထိုင်တာမှာကျမတို့ဒီအကြာကြီးပေါ့နော်ဒီနှစ်ပေါင်းများစွာဒီပုံစံမျိုးထိုင်ခဲ့တဲ့ခါမှာတဖြည်းဖြည်းချင်းဖြစ် စ်လာတယ်ဖြစ်တယ်။နောက်တစ်ချက်ကကြောက်ကျွန်တော်တို့အယိုးပေါ့နော်အယိုး assist structure ဒီမွေးကလေးကသူ့ရဲ့ပုံစံကဒီအယိုးကဒီ ခဘေးချလို့ခေါ်တဲ့ဒီခုံးနဲ့အပိုင်းကဒီနေရာမှာပုံများနေတာပေါ့နော်ဒါကြောင့်မလို့တို့တော့ပြင်လို့မရတော့မဟုတ်ဘူးငငယ်တွေကတော့ပို့ပြီးတော့ပြင်ခဲ့မယ်ငငယ်တွေကတော့အသက်အရွယ်ငယ်တဲ့ချိန်မှာလောက်ခဲ့ရင်တော့ပို့ပြီးတော့မြင်မြန်ဆန်ဆန်တော့အဲ position ကမှန်သွားတာပေါ့နော်တို့တော့အဲ့လိုမဟုတ်ဘဲနဲ့နည်းနည်းအသက်အရွယ်ကြီးလာမှဆိုရင်တော့မဖြစ်နိုင်ဘူးတော့မဟုတ်ဘူးဖြစ်တော့ဖြစ်မယ်ဒါပေမဲ့အချိန်တစ်ခုပို့ပြီးပေးရတယ်ပေါ့နော်နောက်တစ်ခုကကြတော့အဲ့ခုံးနာကိုမပြင်မနဲ့ထားရင်မဖြစ်နိုင်လေဆိုလို့ရှိရင်ကျမတို့အဲဒီခုတ်ကြီးပေါင်းနေပြည့်ခါမှဆိုရှင်ဒီဇက်ကြီးပေါင်းနေပခုံးကြီးပေါင်းနေအဲ့ဟာမျိုးတွေလဲကြာလာရင်ချူတာတိုက်ဖြစ်ပြီးတော့အဲ့လိုမျိုး ဖြစ်လာတတ်တယ်နောက်တစ်ခုကကြတော့ကျမတို့ energy က boost မဖြစ်နေဘူး energy က up မဖြစ်နေဘူးပေါ့နော် energy က uplift မဖြစ်နေဘဲနဲ့ energy down နေဆိုတဲ့ feel မျိုးခံစားတခါလေကျမတို့ကိုယ်တိုင်ဘယ်လိုပြောမလဲဟိုလူကဟိုမောပန်းနေတဲ့ပုံစံမျိုးပင်ပန်းနေတဲ့အနေအထားမျိုးဆိုရှင်ခဏကွာဒီလိုမျိုးဟိုငြိမ်ကြသွားလေနော်ငြိမ်ပြီးတော့ဘယ်လိုပြောမလဲဟိုလန်းဆန်းတွက်ကြတဲ့အနေအထားမျိုးဖြစ်မနေတော့ဘူးပေါ့နော်အဲအဲ့ဒါကြောင့်မလို့အဲ့ဒါလေးတွေကိုကျမတို့ပြင်သွားမယ်ပေါ့နော်လက်ပြင်ခုံးတဲ့ဟာလေးကိုလည်းပဲကို public မှာပါဆိုရှင် ဟိုလမ်းလျှောက်တဲ့ခါမှာထိုင်တဲ့ခါမှာစလုံးဝကိုဝုန်းဝင်ကြွကြွနဲ့ထိုင်နိုင်အောင်ပြောဆိုနိုင်အောင်ပေါ့နော်ဒီပုံစံလေးကိုကျမတို့ပြင်သွားကြမယ်ပေါ့နော်အဲ့တော့6လကနေတစ်နှစ်နောက်ပိုင်းလောက်ဆိုရင်တော့ဒါတိကျပါဘူးကျွန်တော်တို့ပုံမှန်တော့လုပ်ဖို့လိုတယ်နော်ဥပမာတစ်ဘက်ကိုတတိယမှာတရက်လောက်နှစ်ရက်လောက်ထားလို့ရတာမျိုးထားလို့တာမျိုးမဟုတ်ဘဲနဲ့ပုံမှန်လေးချင်းမလို့လိုတယ်အဲ့တော့ကျမကထိုင်ရဲ့ position အနေထားမှာပုံစံ၅မျိုးပြသွားမယ်ပြီးရင်မှောက်ရဲ့အနေထားမှာပုံစံ၅မျိုးပြသွားမှာဟုတ်ပြီနော်အဲ့တော့ထိုင်ရဲ့အနေထားလေးရင်းလို့စားရအောင် โอเคไอ้ถ่ายเนี่ยเนถาเลยอ่ะนี่จ้ะเราดีโลမျိုးค้งเนี่ยဆိုတဲ့ခါမှာကြားတယ်ရှင်လေပခုံးထူးသဖြင့်ချက်တဲ့သူတွေကိုအရေးကြီးဆုံးလောက်ရမယ့်အရာတစ်ခုကခါးဘေးဆောင်တဲ့အကွက်ခါးဘေးဆောင်တဲ့အကွက်ကအရန်ကိုအရေးကြီးရဲ့အဲ့တော့ကျမတို့ကလက်ကလေးနှစ်ဖက်ကိုစန့်ထုတ်ပြီးအပေါ်ပတ်တာချက်လိုက်မယ်နံပါတ်တစ်ခုထောက်သွားမယ်နော်အဲ့နာမှာအနောက်မှာဒီလိုခါးကြီးကိုလိုမျိုးကြီး lower back လို့ခေါ်တဲ့ခါးအောက်ပိုင်းညာယူ arch မဖြစ်စေနဲ့နော် arch ဖြစ်ရင်ခါးလဲနာတက်တယ်အဲ့တော့ကျမတို့ဒီအပေါ်ပိုင်းကိုအဓိကပြင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ခါးကော့တာကိုနည်းနည်းလေးကိုယ့်ဘက်ကသတိထားမယ်လက်ကိုပတ်တာချက်ပြီးညာဘက်လေးကိုစောင်းချမယ် ပြန်လာမယ်ရှူသွင်းမယ်ဘယ်ဘက်လေးကိုစောင်းချမယ်ရှူသွင်းမယ်ညာဘက်လေးကိုစောင်းချမယ်ရှူသွင်းမယ်ဘယ်ဘက်လေးကိုစောင်းချရှူသွင်းမယ်ညာဘက်လေးကိုစောင်းချရှူသွင်းမယ်လက်ကလေးပတ်တာချိန်တာဘယ်ဘက်လေးကိုစောင်းချသုံးခါလောက်ပြီးသွားရင်နောက်ဆုံးတစ်ခါမှအဟိုးထားမယ်ရသလောက်လေးဟိုးမယ်အနည်းဆုံးတော့10 second ဟိုးမယ်โอเคပြန်လာမယ်ရှူသွင်းမယ်ဘိုက်လေးဆွဲရှက်ထားဘိုက်ကို engage လုပ်ထားကားဘေးလေးကိုအလုံးလုံးပဲသွေးပူလိုက်တဲ့သဘောပေါ့နော်။ Okay ဒီတစ်ခါဒီနေထားမှာပဲနေမယ်နောက်တစ်မျိုးသွားရအောင်နော်။နောက်တစ်မျိုးလေးကြာလို့ရှိရင်လက်ကိုပတ်တာချက်ပြီးရောနော်။ ဒီခါကျရင်ဘက်ကိုအရှိ့ကိုနည်းနည်းထပ်ဖွင့်ခါးကြီးကိုကျမဒီပုံစံဘေးရပြမယ်နော်ဒီပုံစံလိုခါးကြီးကိုကော့လိုက်တာမျိုးမဟုတ်ပဲနဲ့ဒီရင်ဘက်ကိုပဲအရှိ့ကိုနည်းနည်းဆွဲထုတ်ပြီးတော့နရွက်နဲ့လက်ကိုခွာမယ်နရွက်ကသူ့နေရာမှာပဲလက်တည်နရွက်နဲ့အဝေးဆုံးရောက်အောင်သွားမယ်โอเคပြီးရင်ပြန်လာမယ်ခုံခုံလေးလက်ကိုပတ်တာချိန်ထိုင်းနဲ့ဒီနေရာလေးကိုဘယ်လိုပြောမလဲဟိုခုံလိုက်တဲ့အနေအထားမျိုးကိုယ့်ရဲ့ပင်ကိုခုံတာတော့ခုံတာပဲတိုးတော့သူဒီ movement နှစ်ခု mobility ကောင်းအောင်လုပ်ပေးနေရဖြစ်ကြမို့လက်လေးကိုရှေ့လိုလေးတွန်းလိုက်တယ်ရှူသွင်းတယ် ်ရေမက်ကလေးကိုရှူထုတ်တယ်ရှူထုတ်တယ်ခုံလိုက်တယ်ရှူသွင်းတဲ့ရေမက်ကလေးကိုရှူထုတ်တယ်ခါနေမှာရံမကော့ရအောင်နော်ရှူထုတ်တယ်3ရှူသွင်းတယ်ရှူထုတ်တယ်4ရှူသွင်းတယ်ရှူထုတ်တယ်5 okay ဒါလေးကဒုတိယတစ်ခုလေး okay ဒါဆိုတတိယတစ်ခုလေးကိုသွားရအောင်တတိယတစ်ခုကကြတော့ကျမတို့ ဒီခုနပုံစံပဲ။ तू ကကျတော့ဒီပခုံးအရင်လှုပ်လှုပ်စရာမလိုကတ်ကောင်းပုံစံလေးနော်။ကတ်ကောင်း movement ကိုယောဂကျင့်တဲ့လူတွေဆိုသိရယ်။ထိုင်ရနေထားလေးပါရှုသွင်းနေရင်ဘက်ကိုပဲအဓိကအားထားမယ်။ခါးညောင်တိတ်မတုံး။ခါးညောင် lower ဘက်ကိုအဓိကသွားနေမှာကျမတို့ upper ဘက်ကိုသွားနေနော်။ရင်ဘက်လေးကိုပုတ်ဖွင့်နေရှုထုတ်တယ်ခုံးနေ။ရှုသွင်းနေရှုထုတ်တယ်။ရှုသွင်းနေရှုထုတ်တယ်။3ရှုသွင်းနေရှုထုတ်တယ်။4ရှုသွင်းနေရှုထုတ်တယ်။ site okay ဒါလေးကိုလည်းပဲ၅កောက်ကနေကိုကနိုင်နေဆို10កောက်လောက်သွားရင်တော့ပူကောင်းတာပေါ့နော် okay အဲဆိုလို့ရှိရင်၃ခုရှိသွားပြီဒါဆိုလို့ရှိရင်၄ခုမြောက်ကိုသွားရအောင်၄ခုမြောက်ကကျတော့လက်ကိုပတ်တာလေးခြေလိုက်တယ်ခုနအတိုင်းပဲပခုံးလေးကိုဖြွင့်တဲ့အခါမှာဒီအနောက်ကလေး bed muscle ဆိုရဲ့ခေါ်တယ်ဒီလက်ပြင်ကြွက်သားလေးတွေကတော့ပေါ့နော်ပို့ပြီးတော့ညစ်ပေးရအရှိတီ opening လုပ်ရင်အနောက်တီ contracting လို့ခေါ်တယ် strengthening လို့ဟုတ်ပြီနော်ညစ်တယ်အဲ့တော့လက်ကိုပတ်တာလေးခြေတယ်ရင်ဘက်ကိုဖြွင့်တယ်နောက်ကလေးရသလောက်လေးလက်ကလေးဆွဲချတယ် ။ Okay ရလောက်အောက်ဖက်လေးကိုထပ်ဆင်းတယ်။ခါလေးဆွတ်ဆန့်မျိုးဆင်းပြီ။လက်ကလေးကိုနည်းနည်းလေးခွာထုတ်တယ်။ပြန်လာမယ်ရှူသွင်းမယ်ရင်ပက်လေးကိုပဲထပ်ဖွင့်တယ်။ခါကိုအရင်မတင်းစေနဲ့။ Okay ရလောက်လက်သီးစုပ်လေးကြမ်းမြုပ်ဆွဲခေါ်ပါရတယ်။ရှူထုတ်တယ်။ခါလေးဆင်းနေရင်ပက်လေးဖွင့်တယ်ထု။ Okay ရှူသွင်းတယ်။ရှူထုတ်တယ်။လက်ကလေးနည်းနည်းလောက်ခွာထုတ်တယ်3။ရှူသွင်းတယ်။ရှူထုတ်တယ်4။ရှူသွင်းတယ်။ ရှုထုတ်တယ်5 Okay ဒါဆိုလို့ရှင်၄ခုပြီးသွားပြီ Okay ဒါဆိုလို့ရှင်နောက်ဆုံးတစ်ခုသွားရအောင်၅ခုမြောက် Okay ၅ခုမြောက်ကကြာတော့ကျွန်မအနောက်ဖက်လေးကိုပြမယ်နော်အနောက်ဖက်လေးကိုပြမယ်အဲ့တော့လက်ကလေးကိုမြှောက်လိုက်တဲ့ရှုသွင်းတဲ့အချိန်မှာခေါင်းနောက်ထဲကိုကျွန်တော်တို့လက်ကလေးကိုဒီလိုလေး cross ပေါ့နော်ဘယ်လက်ကညာလက်ပြင်စီကိုသွားမယ်ညာလက်ကဘယ်လက်ပြင်စီကိုသွားမယ်ရှုထုတ်ရင်ဟိုဘက်တတောင်စစ်ဒီဘက်တတောင်စစ်ကိုကြောနောက်လေးကနေကိုင်ကြောအနောက်ဖက်လေးကနေနော်ကိုင်မယ်ရှုသွင်းနဲ့ပြန်သွားမယ်ရှုထုတ်တယ် ရှူသွင်းတယ်။ရှူထုတ်တယ်။အောက်ကိုအောက်ဘက်ကိုဆင်းရင်တံတောင်စစ်ကိုဂိုင်းအပေါ်တံတောင်စစ်အနည်းဆုံးပေါ့နော်ကိုနိုင်တဲ့လောက်လေးဂိုင်းအပေါ်ဘက်ကိုလက်သွားရင်ဟိုဘက်ဒီဘက်လက်ပြင်တစ်ဖက်တစ်ချက်စီကိုဆန့်ကျင်ဘက်လေးတွေကိုဂိုင်းနော်။ခေါင်းနောက်ထပ်အောင်မြန်မြန်သွားမယ်နော်။3 4ခါမထားမယ်။5ကိုကနိုင်နေဆိုရင်တော့10ကောက်လောက်ထိသွားမယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒီထိုင်ရဲ့ position မှာဒီ9မျိုးကိုပုံမှန်လောက်ပါမယ်โอเคဒါဆိုလှဲရက်လေးသွားမယ် ။လမ်းရဲ့ position မှာကျတော့ကျမတို့ဘယ်နှမျိုးလောက်လုပ်မလဲဆိုရင်3မျိုးလောက်ပဲလုပ်မယ်နော်။5မျိုးလို့ကျမပြောလိုက်တာနည်းနည်းများသွားမှဆိုလို့3မျိုးပဲပြပေးမယ်နော်။အဲ့တော့ပထမတစ်ခုလေးသွားမယ်။နှစ်ဖူးလေးခြားကျမခုနကတော့ပြောလိုက်ရအောင်။ဒီလိုမျိုးပဝါလေးဖြစ်ဖြစ်ဒီဘောလက်တုပ်လက်တုပ်လို့ပြောရမှာ။ဒီကြမ်းမြုံတုပ်ချင်တာပေါ့ချင်းနော်ဒါလေးကညစ်ပြောညစ်ပတ်သွားလိမ့်မယ်အဲ့တော့ short အောင်ဒီလိုမျိုး short တာလေးလိုချင်တာလိုလေး short တာလိုချင်တာအဲ့တော့နှစ်ဖူးလေးခြားတာခြားတာပြီးွားရင် ငါဖူးမကြွရအောင်နော်လက်ကလေးတစ်ဖက်ချက်ကိုဒီကိုနားမှာလွတ်ထားပြီးရင်လိုလေးကိုလိုက်ဆန်းထုတ်မယ်အနောက်ကိုပြန်ဆွဲချမယ်1 2 3 4 5ဆယ်ကျင်းသွားမယ်ဟုတ်ပြီနော်ဆယ်ကျင်းသွားမယ်အဲ့တော့ဆယ်ကျင်း15ကျင်းဆယ်ကျင်းလောက်ဆိုရပါတယ်ရဆယ်ကျင်းလောက်သွားမယ်နော် ဒါကကျမပုံမှန်လေးလုပ်ပေးတာလုပ်ခိုင်းတာဖြစ်ကြမလို့အချိန်မရတဲ့သူတွေအတွက်ကဆက်မလို့ဆိုလို့ရှိရင်မစိုးလုံလောက်တယ်နေ့တိုင်းတော့လုပ်ရမယ်နေ့တိုင်းလည်းလုပ်ရမယ်အဲ့တော့နောက်တစ်ခုသွားမယ်အဲ့ timing နဲ့ဖူးချထားမယ်ဒီတစ်ခါကျတော့ကျမတို့ခုနတိုင်းလေးကိုလက်ကလေးကိုမလိုက်မပြီးတော့ apple app 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 နော်15ခါလောက်သွားကြည့်မယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 โอเคဒါလေးဆိုလို့ရှိရင်15ကလောက်သွားကြည့်ရနော်โอเคနှစ်ခုရှိသွားပြီနောက်ဆုံးတစ်ခုနောက်ဆုံးတစ်ခုကတော့ကျမတို့ခုနအတိုင်းပဲဒါပေမဲ့သူကပူးလို့ရလက်ကိုဒီလိုရှိ snap ဒီလိုမျိုး slide slide လောက်တာလေးမဟုတ်ပဲ ਨੇ လက်ကလေးကိုမထားမယ်နောက်ကိုဆွဲချမယ်1မထားမယ်နောက်ကိုဆွဲချမယ်2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 eight, nine, ten, eleven, twelve, thirteen, fourteen, fifteen. Okay, ဆယ်ရင်းစံငါးကျင်းလောက်ပဲဒါလေးလဲနော်။ Okay, လေးဘောကလေးရှူထားမယ်။ဒီခေါက်ပြင်းဒီခေါက်ခဏလေးနားပြလိုက်။အော်သုံးခုလို့ပြောပေမဲ့လည်းကျမနည်းနည်းလေးပေးချင်စိတ်တွေပိုများပါတယ်နော်နောက်တဲ့နှစ်ခုထပ်ပြပေးမယ်နော်အဲ့တော့များများလေးလုံနိုင်ရင်တော့ကိုကဒီရောက်တာဂက်ထားထားရတယ်ဆိုလို့ရှင်ဒါလေးကိုနည်းနည်းလေး အဲအကုန်လုံးလုပ်လိုက်ပေါ့နော်အချိန်ရရင်တော့အချိန်မရရင်တော့ကိုရတဲ့လောက်ပဲလုပ်ပေါ့အဲ့တော့နောက်တဲ့နှစ်ခုကြံသေးတယ်နောက်နှစ်ခုထပ်ပြမယ်နော်အဲ့တော့နောက်တဲ့နှစ်ခုကြတော့ကျမတို့ကမရမရဆိုတော့နှစ်ဖူးလေးချတာခုနကတည်းကအရှိ့ကိုစမ်းတော့တယ်ရတဲ့လောက်ပဲမ1ခဏဟိုရမရခဏဟိုရနော်နှစ်ဖူးချတာမယ်နော်နိုင်တဲ့လောက်ဟိုရစမ်းထုတ်တာပြန်ချမယ်50စက္ကန့်လောက်ရအောင်ဟိုမယ်โอเคအဲ့ဒီတိုင်းလေးကိုကျမတို့ငါးကဟိုရအောင်โอเคနော်စမ်းထုတ်မယ်ပြီးရင်နိုင်တဲ့လောက်မမယ် ်လက်ကိုလည်းရှေ့ကိုစမ်းထုတ်ပေးပြန်ချ3ပြန်ချမယ်4ပြန်ချမယ်5ပြန်ချโอเคဒါလေးကိုလည်းပဲငါကဒါကလေကျွန်မမီနီမမ်မီနီမမ်เนาะပို့လို့လို့ရရเนาะ ကိုရဲကခနာကိုခနိုင်ဒီလောက်ပေါ့နော်ခနာကိုဒီလေးနေနိုင်ဒီလောက်လေးလုတ်လို့ရတယ်ဒါဆိုလို့ရှိရင်ကျမဒါမီနီမယ်လို့ခေါ်တယ်အနည်းဆုံးဟောက်ပြတယ်ကိုက10កောက် လုံးနိုင်နေဆိုလဲရတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်နောက်ဆုံးတစ်ခု scorpion stretch လို့ခေါ်တယ်အဲ့တော့ကျမတို့လက်ကလေးကိုကျမဒီဘယ်ဘက်ကနေအရင်ပြရမယ်မြင်သာအောင်နော်အဲ့တော့ဘယ်ဘက်လက်ကလေးကိုကျမလိုလေးဖွင့်လိုက်နော်လိုလေးပက်လက်လေးလှုပ်လိုက်ပက်လက်လေးနော်ညာအမှောက်ခုံဒါပက်လက်အဲ့တော့ပက်လက်လေးလှုပ်လိုက်ပြီးတော့မှကျမကညာခြေထောက်လေးကိုကျမလိုလေးခါးလေးလှည့်ပြီးတော့ বেলাই দে স্ট্রেচিং লগা দিবে লগা দিয়া নিবে সে মাছারা পেনা রে নলে রে ফাও পেও নে দাড়ি ও পেন দেইনে বেবেলে লিয়া পেন দেইনে না ফুয়া দিয়া মে ছাড়া না পখোন ও বেদিকা ফি হামা পেনা রে 3 পেন দমে 4 5 bên lên không? Five. Six. Seven. Eight. Okay, đi đi khai khuôn hoa gì không? Chị bảo rồi, nên lấy chơi giả khuôn hoa gì nhé. One, two, three, four, five, six, seven, eight, nine, ten. Okay, now the first. One, two, three, four, ဖိုက်ဒူးလေးလိုထောင်းတော့နော်6 7ဒီဘက်ပခုံးလေးဖိထားတာလေးကိုဒီနေ့ခန်းစားကြည့်10 okay ပြန်လာမယ် okay ပြီးတော့ရနော်ကျမတို့တွေ okay ပြီးပါပြီဒါဆိုလို့ရှိရင်ဒီလက်ပြင် ဒီခုံးနေတဲ့ပြဿနာလေးကိုကျမတို့ဒီပုံမှန်လေးလေ့ကျင့်သွား6လလောက်ဆိုလို့ရှိရင်တော်တော်လေးသိတာ result လေးကိုရလာနိုင်မှာเนาะအားလုံးပဲနောက်ထပ်ဗီဒီယိုလေးမှာပြန်လေးဆုံတွေ့ပါမယ်ကိုသိကျင်တာလေးတွေရှိရဆိုလို့ရှိရင်လည်းပဲ comment လေးမှာကိုဗာမေးကျင်လဲကိုဗာလေးရေးသိကျင်လဲဘယ်ဗီဒီယိုမျိုးလေးတင်ကျင်လဲဆိုတာကိုပြောပြပါရှင်ကိုတငယ်ချင်းမိတ်ဆွေတွေအတွက်လိုအပ်မှထင်လဲဆိုလဲ sharing လုပ်ပေးပါအဲ့ဒါမှကျမနောက်ထပ်နောက်ထပ်ဗီဒီယိုတင်ဖို့ပို့ပြီးတော့အဲအားပို့ရှိမှာပေါ့เนาะဟုတ်ကျေးဇူးတင်ပါတယ် Namaste